မေးနေတာဘာမို့ဒီမန်လေးစာပြည်ဌာနမှာဆိုလဲတန်ခါးတွေအများကြီးဟိုဆုံးရှုံးနေရတယ်ရှိတယ်ပေါ့ခင်ဗျာဟို IDC ကနေမှာစာပြည်ဌာနလုပ်တဲ့ခါမှာတန်ခါးတွေနဲ့ထိခိုက်ပျက်စီးမှုတွေရှိလားခင်ဗျာဟာဘူးစိတ်ကြည်တပည့်တော်တို့ IDC ကျောင်းတော်ကြီးကနှစ်ပေါင်းနော်6နှစ်9နှစ်လောက်ရှိပြီ။ဒီတိုင်းတစ်မျိုးနယ်လုံးရဲ့ဓမ္မစရိယဆောင်ပွဲနဲ့ပထမပြန်ဆောင်ပွဲတွေကိုတောင်းခံပြီးကျင်းပပေးခဲ့တယ်။ဒီနှစ်မှာလည်းစာကေတန်ကဓမ္မစရိယက2000လောက်ရှိပြီ။ပထမပြန်လာက3000လောက်ပြင်ပါတယ်နော်။အဲဒီနေ့က ဒီစာသင်ကန်းဒီစာပြကန်းဒီဒီမှာတန်ခါအပါ2000လောက်နဲ့ပိတ်တာပေါင်းအလုံးစုံ3000လောက်ရှိတယ်။အဲ့ဒီတော့3000လောက်တော့ပိတ်တာတွေကလည်းလောက်တဲ့အချိန်မှာအလုံးစာပြကန်းလေးရတယ်အရှင်ကိုထွက်ခိုင်းလိုက်တယ်။ဒါကြောင့်မို့လို့ကျေကျေကျစီးမှုတစ်ခုမှမရှိဘူး။အဲ့ဒီစီရအဆောက်အဦတွေကကြိုကျပြည့်စုံခြင်းမရှိဘူး။ဒါကွဲအပ်တာတွေနောက်ထိခိုက်တာတွေလူနေလို့တော့မရတော့ဘူးနော်။အတုံးဆောင်ပစ္စည်းတွေလည်းအလုံးပြည့်စုံသွားတယ်။ ဟိုမိုးရဲ့ရုံးကားနေလဲအားလုံးပြစ်စီသွားတယ်မှန်ပါဒါကြောင့်တို့ရဲ့ IMC ကလည်းတစ်ကနေပြန်ဆောက်တာအသက်မသေးတဲ့အတွက်ဒါတွေဘုံဘုံပြတ်သွားတာတဲ့ကိုညနေစကြောကာလကနေခဲ့တဲ့ဒီမီဘုံဘုံပြန်ရောက်သွားတယ်အခုတော့ကအားလုံးကဓာတ်လူညီမြဝါရတင်နေတဲ့ပြည်ပေါ့နော်တာဂါတော်တွေထိခိုက်ဆုံးရှုံးမှုမရှိတဲ့အတွက်ကြောင့်မလို့တို့တာဂါတော်တွေစကိုင်းကနော်စာပြေတာဂါတော်တွေဆုံးရှုံးတဲ့အတွက်ဘုံဘုံဒါတော့ဝမ်းမြောက်တယ်နော်အားလုံးဒီတာဂါတော်တွေရဲ့ဒေဥကအနေနဲ့ကျင်းတဲ့အတွက်ကြောင့်မလို့ဒါ အထူးပုံပြရမယ်တောင်းတော့ဒီခုရှင်လည်းမပါဘူးကွာနော်မှန်ပါတယ်ကြက်တလောက်ပါပဲကွာမှန်ပါတယ်